မင်္ဂလာပါခင်ဗျာ။ဝုံခူရီယာ YouTube channel ကနေပြီးတော့လိုက်လေးစွာကြိုဆိုလိုက်ပါရခင်ဗျာ။ဒီဒီမှာတော့တောင်ကိုရီးယားနိုင်ငံရာသီချင်းလှုပ်သားစနစ်မှနီပေါ်လှုပ်သားတွေဘာကြောင့်ထွက်ပြေးကြရသလဲ။နီပေါ်အစိုးရဘာတွေမှားခဲ့သလဲ။နီပေါ်ဖြစ်စီမှဘာသင်ခန်းစာတွေရယူနိုင်မလဲနဲ့ကျွန်တော်တို့မြန်မာနိုင်ငံကရောနီပေါ်နိုင်ငံလိုဖြစ်လာနိုင်သလားဆိုတဲ့ အောင်စီများနဲ့ကျွန်တော်ဆွေးနွေးတင်ပြတော့မှာဖြစ်ပါတယ်။ကွန်ကိုရီးယားနိုင်ငံဟာသူ့နိုင်ငံမှာဒီစိုက်ပျိုးရေးနဲ့ဒီငါးဖက်လုံငါးနေမှာလိုအပ်နေတဲ့ရာဇချင်းလူသားတွေကိုဖြည့်ဆည်းဖို့အတွက်နိုင်ငံခြားသားများကိုဒီတင်သွင်းပြုလိုက်ပါတယ်။ပြင်ပြင်းပြုလိုက်တဲ့အခါမှာဟိုရက်30ဟောရက်30မဟုတ်ရက်90နဲ့ C4 ဗီဇာနဲ့ဒါ E8 ဗီဇာ

밭을건조시킨후탈곡을해야하는데오케이어이번에내가외우려래아니보니보루다리이래아루랑고야니퇴비져라시세에가는쪼래나문이가퇴비져라그래서봐좀.ဒီလိုထပ်ပြရကြတယ်ဆိုတဲ့အခါမှာဒါစုံစမ်းစစ်တဲ့အခါမှာလည်းပေါ်လာပါတယ်။ဟုတ် ကိုရီးယားနိုင်ငံသူနဲ့လက်ထပ်ထားတဲ့နေပေါ်နိုင်ငံသားအမျိုးသားတယောက်ရှိပါတယ်ဒါဌာနဆိုင်ဟာတကူမှသူစကားပြန်လုပ်နေပါတယ်စကားပြန်လုပ်နေရနေပြီးတော့မှသူကနေပြီးတော့ချိတ်ဆက်ပေးမှုရောက်ကိုရီးယားနိုင်ငံကနေပြီးသူတို့ဒီဒီเออปีปีเนี่ยปีเนเนี่ยမြို့เนများက ပုဂ္ဂိုလ်များနေကိုရီးယားနေပေါ်နိုင်ငံကဒီအစိုးရနဲ့အစာစာချုပ်ချုပ်ဆိုပြီးတော့ပို့ဆောင်ခဲ့တာဖြစ်ပါတယ်ပို့ဆောင်ရပြဿနာမဟုတ်ဘူးမြေသူကနေပြီးတော့ဒါ ွဲစားကားပေါ့ဗျာ။ agent fee ဆိုပြီးတော့မှအဲတယောက်ကို1350ယူပါတယ်။အဲ350ပါနော်။ဆိုတော့အဲ့ဒီတော့ကတော့လောက်ရောက်လာ5လဗီဇာဖြစ်ပါတယ်။အခုမှ6လဗီဇာဖြစ်တော့အဲ5လဗီဇာရောက်လာကြတယ်။ရောက်လာပြီးတော့ဒီအဲ့အဲ့ဒီအချိန်တုန်းကနီပေါ်နိုင်ငံမှာလဲတာဒီထွက်မပြေးလို့ဆိုပြီးတော့စပုံငွေတင်ရပါတယ်အဲစပုံငွေတင်ရတာရှိတယ်နောက်ပြီးတော့အမခန်ကြီးအမကစစ်တင်နေလာကြရတာပါဆိုလာကြတော့ဒီရောက်တဲ့ခါမှာ ။ဒီမှာတလောက်30ရရထားဗျာ30ဆို5လလို့ဝင်ထား5လဆို30ရရမယ်30နော်30ရမယ်ပေါ့ဗျာ30တဲ့မှာဒါလေရင်လက်အတော့ပြန်ကကိုယ့်အနုခံရသေးတယ်ဗီဇာကရှိတယ်တခြားဗီဇာဈေးရှိသေးတယ်ပွဲစားက30ဆိုတော့ဒါတဝက်ကြိုကြိုဟာအကုန်လုံးဒါဟိုလိုဟင်းလေးရတဲ့သဘောပေါ့ဗျာဟင်းလေးရတဲ့သဘောဆိုဒီဒီ5လနဲ့ပြန်တော့ဘယ်လိုမှ ဟိုနည်းနေရမလို့တွက်ချီမကြိုက်ဘူးလို့ပြောမှာပေါ့ဗျာတွက်ချီမကြိုက်ဘူးလို့ပြောမှာပေါ့ဆိုတော့ဒါကြောင့်ထွက်ပြေးကြတာပါအော်ညဘောဒီအလုတ်သွားတွေဟာဒီ E9 ညီမတို့ဒီ site CPU ရေးမွေးမြူနေတယ်ငါးဖက်လုံးကနေမှာနာမည်ကောင်းရပါတယ်ညဘောလူသားတွေဟာဒါညဘောတာယာရှိကိုတိုင်ကျွန်တော်ဒီဟိုကျွန်တော်ဟိုစကရံပြင်းလိုက်ပါတဲ့ခါမှဒါတွေ့ကြုံရတဲ့တွေ့ကြုံလေးတပါညဘောတာယာရှိကိုတိုင်ကသူ့နိုင်ငံကို site မွေးတွေများများချပေးပါလို့တော့တောင်းဆိုတာပါ တော့လိုတောင်းဆိုတဲ့ဒီလိုနာမည်ကောင်းရနေတဲ့နီပေါ်နိုင်ငံသားဘာဖြစ်လို့ဒီလိုပြေးပြေးပြေးသလဲဆိုရတာစုံစမ်းစစ်လိုက်တဲ့ခါမှာခုနလိုတွေ့ရှိပါတယ်ဒါပွဲစားစနစ်ကြောင့်ထွပြရတယ်ဆိုတော့တွေ့ပါတယ်ဆိုတော့ဒီလိုအေဂျင်စီနဲ့မဖြစ်ရလေအောင်တာတားမြစ်ထားတဲ့ဒီဒီလုပ်ငန်းလမ်းညွှန်မှာကိုတားမြစ်ထားပါတယ်ဒီကလေးတို့ဒီလိုပွဲစားစနစ်နဲ့ပေါ်ပေါက်လို့ရှိရင်ဒါဗီဇာရုပ်သိမ်းခံရမယ် နောက်ပြီးတော့ဒီလို90ခန်းနှုန်းနဲ့အထက်ပြေးလို့ရှိရင်တနိုင်ငံလုံးမှာ3နှစ်ပြည့်ပြီဆိုတော့အခု3နှစ်ပြည့်ပိတ်ခန်းပါနေပေါ်နေက3နှစ်ပြည့်ခန်းထားပါတယ်ဆိုတော့အရင်တော့လေကိုရီးယားနိုင်ငံမှာဒီ EPS စနစ်မပေါ်ခင်ကတန်တန်းစနစ်ရှိပါတယ်တန်တန်းစနစ်မှာလည်းအတိအကျ agent စနစ်တွေပေါ့အဲဒီပွဲစားစနစ်တွေလားတဲ့ကြကြတော့အများကြီး ထွက်ပြေးကြရတဲ့လူတွေအများစုကဆိုရှင်နေပွဲစားစနစ်တွေပွဲစားဒီ agent fee ထောင်းပြီးတော့ထွက်ပြေးကြရတယ်ဆိုတော့သူတို့အဖြေရပါတယ်အဖြေရတော့ပွဲစားစနစ်နဲ့ agent စနစ်နဲ့တော့လုပ်ဖို့မသင့်ဘူးဆိုတော့ဒီထွက်ပြေးရဲ့စနစ်ကိုမရှိအောင်ဆိုတော့ဒီဟိုရင်ဒီအစိုးရချင်းလုံမှာပဲထွက်ပြေးရဲ့စနစ်မရှိမှာဆိုတော့ဒီက agent စနစ်ကိုသူတို့ဟိုရင်ပြီးတော့အတနိုင်ဆုံးဒီဟိုရင်ကိုဖယ်ပြီးတော့မှဒီအစိုးရချင်းရှေ့ဆက်စနစ်ကိုလုံလာတာဖြစ်ပါတယ်ဆိုတော့နိုင်ငံက ေးချိုးဆွရတဲ့ခါမှလည်းဒီ agent fee ကိုမရှိအောင်ပေါ့ဗျာဒါဒါလှုပ်ထားကြလှုပ်ထားကြရတာဖြစ်ပါတယ်နောက်ပြီးတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးလိုက်တဲ့အခါမှာအရင်ဖြစ်စဉ်မှာတော့အာစုံစမ်းစုံစမ်းဆေးလိုက်တဲ့အခါမှာလုပ်ငန်းရှင်တွေကလည်းဒါသူကအေးအေးယူမှုတွေရှိပါတယ်ဟိုဘယ်နှစ်ပိတ်ပင်တာတို့ဒီဟိုတင်းတဆော့ဒါလုလုတော်မှာဆွေးနွေးကြတဲ့အခါမှာအချို့တော့လုတော်အမှတ်မရနေပြီးတော့ဒီလုပ်ငန်းရှင်တွေဘက်ကနေပြီးတော့ဆွေးနွေးပြကြပါတယ် ဘယ်လိုလဲဆိုတော့ဒါနှခါနာဖြစ်နေတယ်လုပ်ငန်းကလည်းထွက်ပြေးလက်ခံရသေးတယ်သူတို့မှလုံထပ်ပြီးတော့လည်းအပိတ်ခံရဆိုပြစ်တောင်ကိုနဆဟိုနကြော့ပြန်ခံရလို့ဖြစ်နေတယ်ဒါကြောင့်မို့ဒီထွက်ပြေးလို့ရှိရင်ပြစ်တံလုပ်ငန်းရှင်တွေကိုပြစ်တံပေးခြင်းမှလာရှော့ပေါ်ပြီးတင့်နေလို့ဆွေးနွေးကြတဲ့ခါမှာလုံငန်းရှင်တွေကအေးမယူတော့ပါဘူးပြီးလို့ရှိရင်အေးမယူတော့ပါဘူးနောက်ပြီးတော့ခုနဒီ agency ထောင်းလို့ မရှိလို့လာတဲ့အထက်မှာဒီဇပုံငွေတင်ခဲ့ရတယ်ဆိုတော့ဟိုမရှိလို့လာအောင်လာအလုပ်လုပ်ပါလို့ဆိုတော့ဇပုံငွေတွေကရှိတဲ့အကြောင်းဆိုတော့ဒီဇပုံငွေစနစ်ကိုလည်းဒါပြဖြစ်ပေးလိုက်တာဖြစ်ပါတယ်เนาะအခုမှဇပုံငွေမတင်ရတော့ဘူးเนาะဟိုအေဂျင့်ကလည်းဒါတိလို့ရှိရင်ဒါကဟိုထဲမှာပိတ်ပိတ်ပါတယ်အဲဆိုအခုကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းအခုဟိုဒီတခုတော့ဒီဟိုတင်းကနေပြီးတော့မှဒီ အင်ဂျင်ပေါ့ဗျာအတင်းဖွက်လို့ပြောမှာသူအဲ့ဒီအင်ဂျင်ကနေပြီးတော့မှအခုမြန်မာနိုင်ငံရဲ့ဒီတက်ဆင်အစိုးရတွေနဲ့ကိုရီးယားဘက်ကအစိုးရအစီအနဲ့ချိန်တပြီးတော့ဆောင်ရွက်ပေးနေလို့ကျွန်တော်တို့ဒီဝန်ထမ်းပါလေဟိုဒီလူမှုကွန်ရက်ဒီမှာကျွန်တော်တို့အဲတရှိရပါတယ်ဟိုသူတို့ရဲ့ရည်ရွယ်ချက်ကတော့ဟိုဒီမြန်မာနိုင်ငံကဒီကြည်လက်ဒေတာကပုံကူများတဖက်လမ်းမှာဝင်ဝင်ရရှိပြီးတော့ဘွားမြင့်မာကြီးအတွက်အထောက်အပံ့ပြုစီမယ်လို့သူတို့ဆိုထားပါတယ်ဆိုတော့ဒီမဲ့ ်ပွဲစားကယူမလားမယူဘူးလားဆိုတာအမှန်အရေးကြီးပါတယ်တကယ်လို့လားပွဲစားကယူပြီးတော့ agent fee ယူပြီးတော့မှလုပ်မယ်ဆိုလို့ရှိရင်ဒါအခုနီဘောနိုင်ငံရဲ့နီဘောလူတက်လမ်းစဉ်များကိုကျွန်တော်တို့အာမလွဲမသွေလိုက်မှာဖြစ်ပါတယ်ဒါရောက်လာလို့ရှိရင်တော့ကျွန်တော်ဒါမှမဟုတ်ဘင်းနဲ့အာဒီလိုခြေစပ်ပြီးဆောင်ရတာဟာဟိုဒီ overstay မဖြစ်အောင်ပါဗျာတဖက်လမ်းကအကူအညီပြုတဲ့သဘောနဲ့ဆစ်စစ်ပြတဲ့သဘောနဲ့အာ ဟိုသူတို့စိတ်ချယုံကြည်မှုတွေပေါ့ဗျာတခုတော့အကြောင်းများကြောင့်ပေါ့ဗျာဒီဟိုနေမထွက်ပြစ်နိုင်ပါဘူးလို့ယူဆရပါတယ်ဆိုတော့ဒီအချိန်ကအကြောင်းတရားတွေကိုရှာဖွေပြီးတော့မှဆေးလုပစ်မယ်အေဂျင့်ဖီစီလည်းမယူဘူးဆိုလို့ရှိရင်တော့ကျွန်တော်ဒီစနစ်ဟာရေရှည်မှာအောင်မြင်လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ဒို့မဟုတ်ဘယ်နဲ့အေဂျင့်ဖီတွေကိုအပြိုင်ဆိုင်ဟိုရင်းရောတိတိပုံရောဟိုရင်းရောပေါ်တင်ရောဒါမျိုးတော့လုံနေကြမယ်ဆိုရင်တော့ကျွန်တော်တို့မြန်မာနိုင်ငံ ဒီရာဇီလုတ်သားများဟာလည်းနှိပေါနိုင်ငံရဲ့လုတ်သားလေးရဲ့နောက်ကိုမလွင်သည်လိုက်ပါပဲလို့ကျွန်တော်ယုံကြည်ယူဆပါတယ်။ဟောတကယ်လို့သာဒီဒီလူမမဟုတ်ဘူးခုနကျွန်တော်ပြောခဲ့သလိုပဲဒီအလုံးလုံးနဲ့အလုံးလုံးနိုင်မဲ့လူတွေကိုသုံးသီးကြရွေးချယ်တဲ့တစ္ဆာရှိမဲ့လူတွေကိုရွေးချယ်တဲ့ဟိုဒါမျိုးအထောက်အကူပြုနေတယ်ယူရင်းလို့ရှိရင်ထွက်ပြီးလို့ရှိရင်ဒီဇဘုံတွေပြရတာမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့ ဲတခုတော့ဟိုထောက်ထားစရာအကြောင်းများကြောင့်ထွက်ပြေးဘူးဆိုတဲ့ဟာမျိုးနဲ့အနေစစ်စစ်ပြေးမယ်ဝိုင်းဝန်းကူညီပြေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့လာမယ့်ရာသီချင်းလုပ်သားများဟာဆိုရှင်ရရှိအတွက်အကျိုးရှိနိုင်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒါမှမဟုတ်ဘယ်နဲ့ဒီလိုချိဆက်ပေးတာဟာဒီအကျိုးဆောင်ကပွဲစားကိုရည်ရွယ်ပြီးတော့မှရင်မှန်းပြီးတော့မှချိဆက်ပေးတာဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့ဒီနေပေါ်များရဲ့ လမ်းစဉ်ကိုကျွန်တော်တို့လိုက်ကြမှာမလွဲပါဘူးလို့ကျွန်တော်ဟိုဘေးခမားလိုက်ရပါတယ်ဘေးတွေဟောလိုက်ပါတယ်ပေါ့နော်လူပဲပြောအောင်ဖြစ်ပါတယ်နောက်ပြီးတော့အခုတလောမေးခွန်းတွေကဘာလဲဆိုတော့ကျွန်တော်တို့ဘယ်တော့စမှာလဲဘယ်မှာရှောက်ရမှာလဲဓာရီပဲဟိုရင်းနေတယ်ဗျထတ်နေတယ်မေးခွန်းတွေကဒီဟိုရင်းမှာလည်းတင်ထားပြီအရှိကျွန်တော်ဒီဟိုရင်းမှာခလစ်မှာလည်းတင်ထားပြီဒီကျွန်တော်တို့ အများအားတွေ့ဝင်ဒီ interview မှာပါပြီးဖြစ်ပါတယ်အားလုံးတည်တည်တိထိုက်တဲ့ information တွေကိုဒါဒီကြီးညာသွားပါမယ်ဆိုတော့အခုဘာမှမကြီးညာသေးဘူးလားဘာမှမဆောင်ရသေးဘူးအခုမှစလုံးရေးစပဲစအောင်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဆန္ဒတွေမစိုးကြပါနဲ့လို့ပဲကျွန်တော်ပြောချင်ပါတယ်ကြီးညာပါလိမ့်မယ်ကြီးညာပါလိမ့်မယ်ခင်ဗျားမကြံပါဘူးလာတင်းလာထိုက်တဲ့လာရမယ့်ပုံစံတွေကလာကိုလာရပါလိမ့်မယ်နော်ဒီလိုပဲ ဟိုမှတ်ထားလို့ရမယ်ထင်ပါတယ်နော်ဆိုတော့တိတ်ပြဆန္ဒရေမစိုးကြပါနဲ့ဟိုဟိုလာမြန်မြန်လာခြင်းနုနဲ့ဟူတုလတ်ထိုးဒီလိုလတ်ထိုးဟူလိုပက်ဆံပေးဒီလိုပက်ဆံပေးနဲ့မလုပ်ကြပါနဲ့ကုန်ပါမယ်ခင်ဗျားတို့ကုန်ပါမယ်နော်ဒါကျွန်တော်ဟိုထင်တာပါအဲအကြံပြုတော့ပါနော်ဒီဆန္ဒတိတ်မစိုးကြပါနဲ့ခင်ဗျားလာလာခွေးရမယ်ပုတ်ကိုခင်ဗျားရောက်ကိုရောက်လိမ့်မယ်လာကိုလာလိမ့်မယ်เนาะခင်ဗျာသူ့ဟိုနေ့မှာရှိပါတယ်ခင်ဗျာပြေးလို့မလို့ပါဘူးเนาะဆိုတော့ လာလို့မင်းရရဲ့ပုဂ္ဂိုလ်နော်ဘယ်လိုလုပ်လို့ဘယ်လိုကြိုးစားကြိုးစားခင်ဗျားတို့မလာရပါဘူးနော်အသိပြီးတော့မရင်းနာပါနဲ့ဟိုဟော့မဖြစ်ပါနဲ့လို့ကျွန်တော်ဒီမှာထပ်ပြီးတော့မှကျွန်တော်ဟိုင်းပါပဲဘာလို့ပြောလဲဘာလို့မြင့်တာစကားပါချင်ပါတယ်ဗောညာအလုံးဒီအဆုံးအထိနောက်ထောင်ပြကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်နော်နော်နောင်မြောက်လည်းဆက်လက်ပြီးတော့ကြီးစုအပေးကြပါဦးလို့ဖိတ်ခေါ်ပါရခင်ဗျအားလုံးကြမ်းမှချမ်းသာကြပါစေ